ထပ်ပြီးသတိပေးစရာလေးပြောစရာလေးရှိလို့တက်လာပြီနော်ကျမတို့မန္တလေးနေအောင်ပန်းစကိုင်းပေါ့နော်ဒါဒီဘက်ဒေသလေးမှာငလင်လှုပ်တာတနိုင်ငံလုံးတည်တယ်တကဘာလုံးတည်တယ်ပျက်စီးဆုံးရှုံးမှုတွေအာအသက်ဆုံးရှုံးမှုတွေလက်ရှိကယ်လို့မရသေးဘဲနဲ့ကယ်စရည်တွေကိုစောင့်နေတဲ့အသက်တွေများစွာကြံနေသေးတယ်ဆိုတာလည်း တနိုင်ငံလုံးကလူတွေသိတယ်တကဘာလုံးကလူတွေသိတယ်ကေဇေရီတီကလည်းကိုနိုင်ငံထဲကပရဟိတအသင်းတွေရဲ့အာတာဝန်ရှိသူတွေရဲ့နောက်တစ်ခါနိုင်ငံအသီးသီးကကဘာကနေပြီးတော့မှဒါအစိုးရနဲ့ချိတ်ဆက်ပြီးတော့မှပို့ဆောင်ပြီးတော့မှဒါလာရောက်ကုနေကဲနေတဲ့နိုင်ငံညာကကယ်ဆယ်ရေးအဖွဲ့တွေရဲ့အများကြီးကစူးစမ်းပန်းစားကယ်ဆယ်နေကြတယ်။ဒီအချိန်မှာကျွန်မကဗီဒီယိုဖိုင်လေးတွေရောဓာတ်ပုံလေးတွေရောတွေ့လိုက်တယ်။မန္တလေးမှာရော အောင်ဘန်းမာရောရှင်ပြုအလူလှဲ့နေတာကောင်းပါလေနော်ရှင်ပြုအလူလူတွေကလည်းဒီမှာအုတ်စုနှစ်စုကွဲတာပေါ့ဟဲအလူဆိုတာစီစဉ်ထားရတာကြိုတင်ပြီးတော့မှဒီလိုအချိန်နေမှာဒီလိုကြောင့်မလို့တော့အလူမပြတ်သွားစေခြင်းမို့နော်ဒါလှူခွင်းရှိလို့လှူရတာဒါမြင့်မြတ်တဲ့အလူမှန်ပါတယ်ကျွန်မလည်းဗုဒ္ဓဘာသာပါနော်မြင့်မြတ်တဲ့အလူလှူရမယ်အလူဆိုတာကြိုတင်ပြီးတော့မှစီစဉ်ထားတာဆိုပေမဲ့ရုပ်ပြက်စင်းပြက် ချိုမိုင်မိုင်ကာကျိုးလေးတော့ငါကတက်တယ်လွယ်လွယ်လေးဆိုပြီးတော့မှစောင်းပေါက်ကြီးဖွင့်ပြီးတော့မှကခုံပျော်ရွှင်မြူးတူးပြီးတော့မှလမ်းပေါ်မှာပတ်နေရလောက်အောင်တော့လှုပ်เสียရမလို့ဘူးလို့ကျွန်မဒီလိုမြင်နေဟုတ်ပြီရှင်ပြုတ်အလူစီစဉ်ထားတယ်ဆိုရင်ဘုန်းကြီးကြောင့်တိတ်တိတ်ဆိတ်ဆိတ်သွားသွားပြီးတော့မှစံချတင်ငန်းစီဒါဟာလူရင်းမဲမဟုတ်ဘူးလားဒီလိုလှူလို့ရပါတယ်ဒီလိုလှုပ်လို့ရပါတယ် ဒီလိုမဟုတ်ဖဲနဲ့တခါတည်းကိုအရက်တခါကိုကားပေါ်မှာစောင်းပေါက်ကြီးတွေတင်းပြီးတော့မှကခုံပြီးတော့မှဒီလောက်စောင်းပေါက်ကြီးတွေဖြန့်ပြီးသွားတာနိုင်ငံတကာကလာကင်နေတဲ့သူတွေပြည်တွင်းကကင်နေတဲ့သူတွေကို အားမနာဘူးလားနိုင်ငံတကာကဘလို့မြင်မလဲအကူအညီတွေပေးနေတဲ့သူတွေဘလို့မြင်မလဲ လူသားဆန်မှာเนาะဘာသာရေးနဲ့ပတ်သက်ပြီးပြောရတာကြတော့မကောင်းဘူးเนาะဆိုတော့လေအာပြောလို့ရှိလို့ရှိရင်လဲဟာအလှလှုပ်တာပဲအလှလှုပ်တာကိုပြောရလားလှူလို့ရတယ်တိတ်တိတ်စိတ်စိတ်နဲ့လူသားဆန်ဆန်နဲ့လှုပ်ကြပါเนาะတစ်ဖက်မှာတော့ငိုနေတယ်မျက်ရည်တွေနဲ့ဘဝတွေ တဖက်မှာတော့ချုံမိုင်းမိုင်းကာကြိုးလေးနဲ့ငါကတက်တယ်ဒီလိုလေးဆိုတော့ညီရတာတွေဟာဘလို့မှအဆင်မပြေနိုင်ဘူးကျမတို့တွေတောင်မှကိုမျိုးကိုရွာမဖြစ်တဲ့သူတွေတောင်မှပဲလူသားဆန်စွာနဲ့တိတ်တိတ်ကလေးနေပေးကြတယ်နိုင်ငံတော်အဆင့်ဝန်းနေချင်းရက်တောင်မှတတ်မှတ်ထားတဲ့နိုင်ငံမှာစောင်းပေါက်ကြီးတွေဖြန့်ပြီးတော့မှဖြစ်နေတဲ့မြို့ပြီးတော့ဖြစ်နေတဲ့ဒေသဖြစ်နေတဲ့ဒေသကလူတွေကဒီလိုလောက်ရမျိုးလောက်တာကတော့ အမြင်မတင့်တော်ဘူးလို့ပဲကျွန်မပြောပြစီเนาะကျွန်တော်တို့နိုင်ငံအသီးသီးကကျွန်တော်တို့ဆိုရှယ်မီဒီယာနဲ့အလုံးလုံးစားနေတဲ့ဒူဒီတောင်မှပဲကိုကျင်းစာတရားလူသားဆန်မှုတွေကိုပြတဲ့အနေနဲ့ကျွန်တော်တို့ဈေးရောင်းတွေကိုရက်ကြတယ်ဒါဈေးရောင်းရက်ကြတယ်ဆိုအနေနဲ့အများစားဝင်နေထိခိုက်ကြတဲ့သူတွေကြီးပဲဒါပေမဲ့ကျွန်တော်တို့လူသားဆန်စွာနဲ့လူမိမိလုပ်နေတဲ့အလုပ်တွေကိုအကုန်လုံးရက်ပြီးတော့မှတိတ်ဆိတ်စွာနေကြတယ် Facebook ပေါ်မှာအလှပုံတင်လာတော့မှပဲစင်ငင်ကြတယ်ကျွန်တော်တို့တွေဒါအာဘေးလွတ်တဲ့ဒေတာကဒူဒီတောင်မှပဲ ိုချင်းစာမှု လူသားဆန်မှုဒီလိုပုံစံလေးနဲ့ပြကြတယ်အဲ့တော့အလူတန်းကြီးလုံနေတာပဲငါတို့ကအလူလုံနေတာပဲဆိုတော့ခေါင်းစဉ်အောက်ကနေတော့အခွင့်ဒူးခံလုတ်ပြီးတော့မှတော့လူသားဆန်မှုတွေကိုမချိုးဖောက်ပါနဲ့မချိုးဖြက်ပြစ်ပါနဲ့ကဘာကလည်းကြည်နေပါတယ် နော်ကဘာကကြည့်လိုက်လို့ရှိလို့ရှင်ကဘာကတောင်မှပဲဘောလုံးပွဲကြီးတွေနော်တခြားအထင်ကြီးပွဲကြီးတွေမှာမြန်မာငလျင်အတွန်းဆိုပြီးတော့မှဝန်နေချင်းအထိမ့်မက်တွေနဲ့တမိနစ်ငိမ့်သက်ပြီးတော့မှရက်မေးတာမျိုးတွေဒီလိုမျိုးတွေလှုပ်ဆောင်နေတဲ့အချိန်မှာမြန်မာပြည်ကလူတွေကဖြစ်နေတဲ့မျိုးကသူတွေကချုံမိုင်းမိုင်းကာချိုးလေးတော့ငါကတက်တယ်ဒီလိုလေးဆိုလဲစောင်းပေါက်ကြီးနဲ့ကတော့ဘယ်လိုမှမဖြစ်သင့်ဘူး နော်အခုကတော့ဖြစ်သွားပြီးနောက်ထပ်မြန်စီစဉ်ထားတဲ့သူတွေရှိတယ်ဆိုရင် ကျမကအကြံဉာဏ်ပေးလိုက်ပါမယ်။ဘုံကြီးချောင်းကိုသွားပါစံချပါ သင်္ကန်းစီးပါအဲ့လိုလုပ်လို့ရပါတယ်။ကျမတို့လည်းကျမသားတွေကိုရှင်ပြုခဲ့တာအဲ့လိုပုံစံနဲ့ပဲကျမသားတွေကိုရှင်ပြုပေးခဲ့ပါတယ်။နော်ကျမအဲ့ဒီရှင်လောင်းလှဲ့တဲ့စီမှာကုံကြမဲ့ကုံကြငွေတွေကိုလိုအပ်တဲ့တန်ခါအဖွဲ့စည်းတွေကိုလူလှူလိုက်တယ်။ဘုံကြီးချောင်းကိုသွားတယ်စံချတယ်သင်္ကန်းစီးတယ် တာသနာနဲ့ပတ်သက်တဲ့အသည့်တွေကိုခလေးတွေခေါင်းထဲကိုရိုက်သွင်းဝင်အောင်လို့မလို့တင် जा ပေးတယ်။တင် जा မှုတွေကိုခံယူစေတယ်။ဒါမှတကယ်အနှစ်သာရဆစ်ဆစ်ပါနော်။လမ်းပေါ်မှာစောင်းပေါက်ကြီးတွေဖြွင့်ပြီးတော့မှတခါတည်းကိုမင်းဝင်မင်းစားနန်းဝင်နန်းစားဝေကောင်းစားလာတွေနဲ့တမျိုးလုံးကိုပတ်ပြီးတော့မှသွားမှဒီလူကြီးကအထမြောက်တာမဟုတ်ပါဘူး။နေနေလေးလေလူသားဆန်ကြပါနောက်ဆုံးအနေနဲ့ရိုင်းရိုင်းပြောရရင်တော့လူလိုတိပါလို့ပဲကျွန်မကပြောချင်တယ် ¿no?